မင်္ဂလာပါကျတို့လူသားတွေဟာကိုနေထိုင်ရတဲ့အနေအထားအဆင့်အတန်းကိုစိုးရိမ်ပူပန်တောင့်ကြလာတဲ့အခါမှာစိတ်သောကတွေဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုဆရာပြောပြချင်တာပါဆရာတော့ကိုယ့်ကိုပြန်ကြည့်တာပါသူများတော့မကြည့်ပါဘူးငငယ်ကမိဘတွေကလည်းဝန်တန်းပေါ့အတော့ကိုချိုးချံချွေတာပြီးနေခဲ့ရတာ ਉ ပြီးတော့ចောင်းသားဘွားမှာចောင်းတက်ရင်လေចောင်းဝတ်စုံမဲ့ရှိတာ အပြင်သွိုင်းတော်မှာကျောင်းဝတ်စုံညသွားတာအဖြူဆေးကြီးနဲ့အဲ့တော့နည်းနည်းတော့အပြင်သွားတဲ့အဝတ်စားတွေပါအတိတ်တွေပါလိုချင်တာပေါ့ဒါပေမဲ့မိဘတွေကလည်းဝန်ထမ်းမိဘတွေဆိုတော့ငွေကြေးကိုချိုးချံချွေတာပြီးတော့စနစ်တကျသုံးတာဆိုတော့အဲ့လိုအခွင့်အရေးတွေမရပါဘူးဒါကြောင့်အလှူသွားလဲအဖြူဆေးဖျားသွားလဲအဖြူဆေးကိစ္စဲဟုံသွားလဲအဖြူဆေးလိလဟေးသွားလဲအဖြူစိမ့်ကြောင်းတက်လဲအဖြူစိမ့်ဆိုတော့နည်းနည်းဖီးကွေးတာပေါ့ကွာအဲ့တော့ဗာစင်းသားမိလဲဆိုတော့ အင်ဂျီနဲ့ပစိုးခုနှစ်စုံလောက်ရှိရင်အင်ဂျီခုနှစ်ထဲပစိုးခုနှစ်ထဲအဖြူစိမ့်မဟုတ်ဘူးနော်ရှိရင်ဘဝဟာအတော်အဆင်ပြေပြီတနင်္လာမှာ30ဝတ်မယ်အင်္ဂါမှာဝတ်မယ်ဘလာ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 တနင်္ဂနွေရောက်သွားမယ်အဲ့လိုမျိုးစိတ်ထဲမှာတွေးမိတနင်္လာနေ့တနင်္ဂနွေတရေပြီးတရေတစုံတစုံဝတ်မယ်အင်ဂျီလည်းမထက်တော့ဘူးပေါ့ဒီလိုနဲ့အလုပ်တွေလုပ်လာအောင်အွေရောက်လာတာဟုတ်အလုပ်တွေပါရေလုပ်တော့လေဝတ်စားလေးပါရေဝယ်ရတာပေါ့ဝင်ငွေတွေပါရေလည်းရဝယ်ဖို့ ဝတ်ဖို့လဲတက်နိုင်တဲ့အခါကျတော့ငငယ်တုန်းကအင်ကြီးခုနှစ်စုံလောက်ရှိရင်ပြည့်စုံပြီလို့ထင်ခဲ့တဲ့ဆရာဟာငါအလုတ်အကင်ငါအစင်အတန်းနဲ့ဆိုတော့အဝတ်တွေအများကြီးဝယ်ဖြစ်တယ်ဝယ်ထားလေးဝယ်လိုက်အောင်မှာဒါလေးဝတ်လိုက်အောင်မှာဆိုပြီးတော့ ခုနှစ်စုံလောက်ရှိရင် OK မယ်လို့ငယ်ဘဝကမှန်းခဲ့တယ်ဆရာဝတ်ဒီအများကြီးဝယ်ဖြစ်တယ်ပြီးတော့ငါကပဝင်းကျင်မှာတင့်တယ်အောင်နေရမှာဆိုပြီးတော့လူတွေကငါ့ကိုဝတ်စားရေကိုကြည့်ပြီးတော့ထင်သေးွားမယ်ဆိုရဲစိုးရိမ်သိပ်သောကတွေနဲ့အတူဝယ်ချမ်းဝတ်စင်သုံးဆွဲနေတာဟာခုနှစ်ထင်မကဖြစ်နေတာဟုတ်တတိထားမိပါတယ်ဒီမှာကြည်နေတဲ့သူတွေလည်းအဲ့လိုဖြစ်ရင်ဖြစ်မှာပေါ့ဟာတော်ပါပြီမဝယ်တော့ဘူးဆိုပြီးဆက်ဝယ်ဆက်ဝယ်ဆက်ဝယ်နေကျတော့ဝယ်ခြင်းနဲ့စိတ်ကြီးများနေမှာပေါ့ဒီလိုနဲ့ စာအုပ်လေးတုပ်ကိုဆရာဖတ်မိပါရောလားဘော်တွန်ဆိုတဲ့စာရေးဆရာကကိုဘဝအစဉ်တန်းကို အာမလို့အာမရဖြစ်တဲ့အခါမှာဖြစ်ပေါ်တတ်တဲ့စိတ်တောကတွေအကြောင်းရေးထားတဲ့ status anxiety ဆိုတဲ့စာအုပ်လေးပေါ့အဲ့စာအုပ်ကလေးမှာစာရေးသူက လူအတိုင်းအဝိုင်းမှာ အသက်ရှင်ဖို့ကြိုးစားကြတဲ့အခါလူတွေဟာ အစဉ်အတန်းနဲ့ပတ်သက်ပြီး စိတ်တော်ကကြီးမလွဲမသွေကြုံရတတ်ပါလေ။ဘိုက်ဆံမရှိလို့လူရမဝင်တော့တာတို့ယာရူအာနာပါဝါမရှိလို့လူရမဝင်တော့တာဆိုတဲ့တိမ်ငယ်စိတ်တည်နေပေါ့။ဇာတို့လူသားတွေရဲ့စိတ်တော်ကဖြစ်ရတဲ့အကြောင်းအရာတွေကိုစာရေးဆရာက၅မျိုးခွဲကြပြီးတော့တစ်ချက်ချင်းတစ်ချက်ချင်းရှင်းပြသွားတဲ့အတွက်ဆရာတို့သိကြိုက်တာပဲအဲ့ဆောက်ကလေးကို။နံပါတ်၁ကချစ်ချင်းမြတ်တာကင်းမဲ့ခြင်းနဲ့အဲ့တော့ ချစ်ချင်းမြတ်တာကင်းမဲ့တယ်ဆိုတာတဲ့တနည်းအားဖြင့်တော့အချစ်မခံရတာပဲဖြစ်ပါတယ်လူတွေရဲ့အတွင်းစိတ်ထဲမှာချစ်ချင်းမြတ်တာကိုရှာဖွေတတ်ကြတဲ့သဘောရှိတဲ့ဗျာအဲ့လိုရှိတဲ့အတွင်းစိတ်ထဲကချစ်ချင်းမြတ်တာကိုလူတွေဟာရှာဖွေရင်းနဲ့သူတို့ကိုသူတို့ဂယုနာတတ်တာကျင်နာတာသဘောကျနှစ်သက်တာခွင့်လွတ်အလိုလိုက်တာအရေးတကြီးကြီးနဲ့အာယုံဆူးဆိုင်ပြီးတော့အလေးထားခံရတာတွေကို ပိုင်ဆိုင်လိုတဲ့စိတ်တွေအားကြီးကြပါတယ်အဲလိုတွေရဖို့အတွက်လူတွေဟာချမ်းသာခြင်းကြတယ်အာနာရှိခြင်းကြတယ်ဒါတွေရှိမှသူ့ကိုလိုချင်တာတွေပဝင်းကျန်ကချစ်ကြမယ်လို့ထင်ပြီးတော့ချစ်ချင်းမေတ္တာကင်းမဲ့ခြင်းကိုကြောက်တဲ့အတွက်ဆရာတို့လူတွေဟာအာနာရီပိုက်ဆံနေရှာကြတာလို့ပြောပါတယ်နံပါတ်1ကတော့သဘောကျတယ်ဆရာကြီးအထက်ဖားအောက်ဖိတဲ့ ုမ္ပဏီတွေမှာကြားရတယ်လုပ်ငန်းခွင်တွေမှာကြားရတယ်အမ်ဖော်လန်ဖားတွေအလကားကောင်းတွေပါညာပေါ့အဲလူဆန်သားတွေဗျာအထက်ဖားအောက်ဖိဇရိုက်တွေဖြစ်ပါတယ်ဆိုတော့လူသားတွေဟာဘဝင်မြင့်ကြတယ်အထက်ဖားအောက်ဖိဇရိုက်ကိုကျင့်သုံးကြတယ်ကိုယ်အထက်ကလူကြီးဆိုရင်ယူတည်မယ်ဖားမယ်အောက်ကသူဆိုရင်နှိမ်မယ်ပြိမယ်အဲ့တော့မဖြစ်လေစိတ်တော့ကတွေဖြစ်လာရပါတယ်အထက်ဖားအောက်ဖိတွေလို့ရင်း တကယ်တော့ကလေးဘွားမှာ အစင်မပြေလို့အောင်ငိုနေရင်လူကြီးတွေကဒီကလေးလေးဘာဖြစ်တယ်လဲဆိုပြီးအာယုံစိုက်ပြီးတော့အပြည့်အဝတစ်ခုခုဆောင်ရွက်ပေးတယ်လူကြီးဘဝရောက်လာတဲ့အခါကျတော့ဘဝအခြေအနေမခိုင်နာပျို့လဲမွဲတည်နေတဲ့အခါမျိုးတွေဖြစ်လာတဲ့အခါမှာတော့ဘေးနားကလူတွေကကလေးတယောက်လူဆရာတို့ကိုအလိုလိုက်မှာမဟုတ်တော့ဘူးအလိုမလိုက်ဒီမှာသုံးမကြောက်လို့ဖြစ်တာလीညံ့လိုက်တာငယ်ငယ်တော့ သူမပြောငုံနေအလိုလိုက်လိုက်တယ်အခုကကိုလိုချင်တာမရရင်ငုံလို့မှမရတော့တာအရွယ်ရောက်လာတာဟုတ်လူရီရဲ့သဘောသဘာဝကအထက်ဖားအောက်ဖိလုတ်တက်တဲ့လူစရိုက်အပြစ်ရှိတယ်ဆိုတာကိုတွေ့ရပါတယ် S N O B snob ဆိုတဲ့စကလုံးအဓိပ္ပာယ်အတိုင်းပါပဲတဲ့အထက်ဖားအောက်ဖိညနာကြီးဟာဟင်ဘက်ပါကိုယ့်ထက်မြင့်တဲ့သူကို ဖားရပြီးတော့ နှိမ်ကြတဲ့သူဆိုရင်တော့နှိမ်နှိမ်ချိုးချိုးဖြစ်တယ်လို့ snot ကအဓိပ္ပာယ်ဖွင့်ပါတယ်ဒီနေ့ခေလူငယ်တွေကတော့အထက်ဖားအောက်ဖိစနစ်ကြီးကိုလက်မခံကြပါဘူးတဲ့ဒီနေ့ခေမမမဟုတ်ပဲခေတိုင်းခေတိုင်းမှာ snot ယဉ်ကျေးမှုဆိုတာထွန်းကားနေတာကိုတွေ့ရတယ်အဲ့လို snot စိတ်ထားရှိတဲ့သူတွေကြောင့်လူတွေဟာစိတ်တော့ကတွေရောက်လာတာပေါ့ဒါကြောင့်ကို့မှာ snot စိတ်ထားရှိရင်လဲလျှော့ပါဖြောက်ပါ စနော့စိတ်ထားရှိတဲ့သူတွေနဲ့တွေ့တဲ့အခါမှာလဲသူတို့အပြစ်မတင်မဲနဲ့နားလည်ပေးလိုက်ပါ။အော်အကောင်းမြင်စိတ်ကလေးမွေးပြီးတော့စိတ်တော့ကရော့အောင် ဆောင်ရွက်ပါလို့ဆာကြီးဆရာကအကြံပေးပါတယ်။ဟုတ်တယ်လူရဲ့ psychologically အရာကဆရာတို့ဟာအထက်ဖားအောက်ဖီကိုကြိုက်ကြတာ။နံပါတ်3ကတော့တဲ့မျောလင့်ချက်တွေပဲဖြစ်ပါတဲ့။ expectation body ကိုကလူအဝန်အဝိုင်းမှာဘောင်ဝင်နဲ့အဆင့်အတန်းတစ်ခုရောက်ဖို့ မျောလင့်လာတယ်ဆိုပါစို့မရောက်သေးတဲ့အခါမရောက်တော့တဲ့အခါစိုးရင်တော့ကတွေဖြစ်လာရတာပေါ့အိုးရှိခက်ကလူဖွဲ့စည်းရဲ့ပုံစံကကျုံကမွေးရင်ကျုံကလေးဖြစ်မယ်လေသမားကြီးကမွေးရင်လေသမားလေးဖြစ်မယ်ဘယင်ကမွေးရင်ဘယင်ဖြစ်မယ်ဆိုတဲ့စနစ်လေးအခုခက်ကြတော့မဟုတ်တော့ဘူး ကိုယ့်ရဲ့အခြေအနေနဲ့ကိုစူးစမ်းရင်စူးစမ်းသလောက်ယာဒူးဌာနန္တရအဆင့်တန်းတစ်ခုကိုတိဆောက်လို့ရတာ ਉ အဲ့တော့စိတ်ကမျောလင့်ချက်အကြီးနဲ့ထားတဲ့ဆရာတို့တိဆောက်တယ်တိလက်တိဆောက်ပြီးရောဆရာတို့မရရင်ဆိုရင်တော့ကပူများလာတာပေါ့ဟိုတော့ကတော့မများဘူးငါအဖေကလေသမားဖြစ်တဲ့အတွက်ငါလေသမားပဲအစ်စီပဲဆိုရင်တော့ကနေအခုကြောက်တော့ဘာဖြစ်လဲအောက်ခြေလူရန်သားဘဝနေမစုံမနစ်စူးစမ်းရင်နိုင်ငံတော်အကြီးအကဲတော်ဖြစ်နိုင်တယ် ချိုးချိုးဆဆမျောလင်းချက်တွေနဲ့တထေးတကြွယ်ကြီးဖြစ်နိုင်တယ်ထူးချွန်တဲ့ပညာတတ်ကြီးဖြစ်နိုင်တယ်ဆိုစိတ်ထဲကပုံဖော်လို့ရတယ်ဖြစ်လာအောင်လဲဆောင်ရွက်လို့ရတယ်ခစ်ကိုစီးရင်မွေးတည်ပြီးတော့အစာရေစံငတ်ပြတ်နေတဲ့သူတယောက်တောင်ဘီလ်ဂိတ်တို့တီလာဆွတ်တို့ဖြစ်လာနိုင်တယ်ဆိုတဲ့အိမ်မက်လေမခွင့်ရှိတာဘူးအဲတော့မျောလင်းချက်တွေကြောက်လေစိုးရင်တော့ကရများတဲ့ဗျာ ဆရာတပည့်တွေများတော့တချို့ညီစုတွေ့ဘူးလေကြီးမျောလဲနေတာအဲ့တိုင်းမဖြစ်လာတော့ပင်မန်းတယ်တကယ်တော့သူကဒုက္ခရောက်နေတာလည်းမဟုတ်ဘူးသူ့ရဲ့ expectation ကအရင်များနေတာကိုအဲ့တော့အစင်တန်းတစ်ခုကိုလိုချင်တဲ့မျောလင့်မှုတွေကြောင့်လေကျွန်တော်ဒီလိုမျိုးစိတ်သောကတွေဖြစ်လာရပါတယ်နံပါတ်4ကြတော့တဲ့အရေးချင်းရှိပြီးသူကြီးဆိုးတဲ့စနစ်အရေးချင်းရှိသူကြီးဆိုးအုပ်ချုပ်ရေးစနစ်ပဲဖြစ်ပါတယ်ဟုတ်တယ်ဒီနေ့မြတ်မောက်ခင်မှာ ကျင့်သုံးတဲ့စနစ်ကရည်ချင်းရှိတဲ့သူတွေကိုနေရာပေးတဲ့စနစ်ကိုကျင့်သုံးတယ်။အဲတော့ခက်တဲ့လူဖွဲ့စည်းထဲမှာလူတယောက်စေးရဲပြီးဟေးဆိုရင်အဲ့လူမကြိုးစားလို့အဲ့ဒီလူအတုံးမကြလို့ဆိုပြီးတော့အပြစ်ဖြစ်စေတဲ့မျက်လုံးတွေနဲ့အပြစ်ဖြစ်တဲ့ရှုတောင်းကနေဆရာတို့ကြည့်ကြတယ်။အဲ့တော့မအောင်မြင်တဲ့သူစေးရဲတဲ့သူတွေဟာလူအသားဝိုင်းကြမှာ ရှက်ရွံ့အားငယ်ပြီးတော့စိုးရိမ်တော့ကတွေကိုခံစားလာရတာကိုတွေ့ရပါတဲ့။ ဟုတ်ပြီအဲ့တော့ဟိုးရှိရှိတုန်းကတော့အရေးချင်းရှိတဲ့သူတွေကအုပ်ချုပ်တဲ့ပညာရှိတဲ့သူတွေက ဖြန့်ဝေကြတယ်ဆိုတော့တာမန်လူတွေကလိုက်နာကြတာမန်လူတွေကကြင့်ကြံကြနေနေတဲ့ပုံစံဖြစ်တဲ့အတွက်လူအစ်စင်တန်းကိုလည်းဖျားသခင်က စီစဉ်ပြီးသားခွဲခြားပြီးသားဆိုပြီးတော့လူတွေကယုံကြည်ကြတယ်အဲ့ခေတ်ကလူတန်းစားအလုံးဟာတူးဟုတူးအမိတရေ ပြုတ်ရင်းနဲ့တယောက်ကိုတယောက်အပြစ်မမြင်ပါဘူးဗျာစင်းရဲသူကလည်း ချမ်းသာတဲ့သူကိုအပြစ်မတင်ဘူး။စင်ရဲတဲ့သူတွေကကောင်းကင်ဘုံကိုအရင်သွားမှဖြစ်တယ်လို့ဘာသာတရားကလည်းဟောကြတာတော့ okay ပေါ့။ငါတို့ကစင်ရဲပြီမဲ့နှက်ပြီးအရင်ရောက်မှာ။အဲ့တော့ချမ်းသာတဲ့သူကတော့ချမ်းသာသူတို့ကရှေးဖုံးရှေးကကြောင်ချမ်းသာတာပဲ။ငါတို့ကတော့စူးစမ်းရမှာပေါ့အပြစ်မမြင်ဘူး။ဒီနေ့ခင်မှာတော့အဲ့လိုမှမဟုတ်တာ။ငါဘာလို့မဖြစ်ရမှာလဲ။ငါဘာလို့မရမှာလဲဆိုပြီးဆရာတို့ကခန်းစားချက်တွေနဲ့စိတ်တော်ကတွေပုံများလာတာကိုတွေ့ရပါတယ်။နံပါတ်5တဲ့နောက်တစ်ချက်ကအဲ့နံပါတ်5ကတော့မိခိုနေရတာပါတဲ့ ဟိုးရှိရှိတုန်းကတော့တမားရိုးကြလူဖွဲ့စည်းရတတ်မှတ်ထားတာမိုက်တယ်လေမိဘမျိုးရိုးရဲ့အဆင့်တန်းဟာလူတယောက်ရဲ့အဆင့်တန်းပဲဖြစ်တယ်ဆရာဝတ္တဆရာဘလောက်ရုပ်ချောချောကြည်ကောင်းကောင်းဆရာမိဘများပတ်စံတောင်းတဲ့တဒေါင်းစားဆိုရင်ဆရာမျိုးရိုးကြီးကတဒေါင်းစားပဲဆရာဝတ္တဆရာ ချော်ချော်လာလာကြည်ကောင်းကောင်းဆရာတို့ကသူ့ဘာယာစာမျိုးယူဆိုသူ့ဘာယာစာမျိုးယူပဲမိဘရဲ့အဆင့်တန်းမိဘရဲ့မျိုးယူ ਨੇ တော့ generation ကိုမှခွဲပလိုက်တာအဲ့တော့ဦးချင်းစီရဲ့အဆင့်တန်းတိုးတက်မြင့်မားလာဘွာအတော်ခက်ခဲတဲ့ခက်ကိုဒီနေ့ခက်မှာတော့ no မဟုတ်တော့ဘူးစင်းရဲတဲ့မိဘကနေချမ်းသာတဲ့သားမီးဖြစ်အောင်ကြိုးစားလို့ရတယ်ပညာမတတ်တဲ့မိဘကနေပညာတတ်တဲ့ပါမောက္ခကြီးဖြစ်အောင်ကြိုးစားလို့ရတယ်အဲ့တော့ယနေ့ခက်လူအဖွဲ့စည်းကတော့မျိုးယူအလိုက် အစင်တန်းခွဲကြတဲ့စနစ်ကိုပယ်ဖျက်လိုက်ပါပြီ။ဒါကြောင့်ဘယ်အစင်တန်းကိုမဆိုကိုရယူနိုင်အောင်ဆရာတို့ကစူးစမ်းကြတယ်။ဒါပေမဲ့လည်းလူတဦးချင်းစီရဲ့အောင်မြင်မှုဟာမတေချာမရေရာတဲ့အကြောင်းအရာတွေကိုနှိခိုနေရတာကြောင့်အကန့်အသတ်တွေနဲ့တူစိတ်သောကကြီးများလာပါတယ်။အဲ့တော့ငါချက်ပေါ်လीဆရာတို့လူသားတွေမိခိုနေရတဲ့အချက်ငါချက်ရှိတယ်ဆိုပြီးစာရေးသူကဖော်ပြတယ်ပထမအချက်ကတော့ပါရမီအပေါ်မှာမိခိုရတယ် လူတကာအားကြသောအောင်ကိုယ့်ရဲ့ပါရမီကိုထုတ်ပြဖို့လိုတယ်။အဲ့ခါမှာကိုယ့်ရဲ့ပါရမီကိုထုတ်ပြဖို့အတွက်အခွင့်အရေးကလည်းရှိဖို့လိုသေးတယ်။ဒုတိယအချက်ကတော့ကံတရားဖြစ်ပါတဲ့။ဟိုးရုံးကတော့အောင်မြင်ထူးချွန်ရင်ကံကောင်းလို့လက်ခံယုံကြည်ကြတယ်။ကြာရှုံးတော့လည်းကံမကောင်းလို့ဆိုပြီးတော့သတ်မှတ်ကြတယ်။အဲ့တော့သူ့ဟာနဲ့သူစိတ်သက်သာရရနေတာပေါ့။ ဒီနေ့ခေတ်ကတော့အောင်မြင်တာကြာရှုံးတာကိုကန်ကြောက်လို့အပြစ်ပုံမချတော့ဘဲနဲ့ကိုကြောက်လို့ခံယူပြီးကိုကိုကိုစိတ်ကြီးဝင်ကိုကိုကိုအထင်သေးတာမှု စိတ်တော့ကကြီးပုံများလာပါလေအဲတတိယမိခိုမှုကတော့အလုရှင်ပေါ်မှာမိခိုရတာလူတော်တော်များများက အချားသူတဦးစီမှာလကစားအလုပ်တွေဆရာတို့ဝင်လုပ်ကြတာ우အဲ့လိုလုပ်တဲ့အခါမှာအလုပ်ရှင်တွေရဲ့စီမံခန့်ခွဲမှုပုံစံတွေရဲ့စုပေးတံပေးစနစ်တွေရဲ့အကြောင်းစိတ်တော်ကကြီးပွားပါတယ်ကိုပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်တော့အလုပ်ရှင်ရဲ့တန်းလွတ်မြောက်နိုင်တယ်သို့တော်လည်းဒီခေတ်ကြီးရဲ့မှာကိုပိုင်လုပ်ငန်းတစ်ခုထူထောင်မှုဆိုတာလေကြီးမားတဲ့စိန်ခေါ်မှုကြီးတစ်ခုဖြစ်တာကြောင့်ဆရာတို့အနေနဲ့သိပြီးတော့မကြိုးစားကြပါဘူး စဒုဒ္ဓမိခိုနေရတာတော့ကိုယ်အလုရှင်ကိုပဲဖြစ်နေတာပေါ့အဲ့တော့စဒုဒ္ဓမိခိုနေရတော့ကိုယ်အလုရှင်နဲ့နှွေနေတဲ့အချက်ကလေးဖြစ်ပါတယ်ကိုယ်အလုရှင်နဲ့နှွေတာဘာလဲဆိုတော့အလုရှင်ရဲ့အကျိုးအမြတ်ဖြစ်ထွန်းမှုပဲဖြစ်ပါတယ်အလုရှင်ကအကျိုးအမြတ်များနေရင်ကိုယ်အလုမှမြဲနိုင်တယ်အမြတ်နည်းနေရင်တော့လူလျှော့တယ်တဲ့ကိုပါသွားနိုင်တယ်နောက်ဆုံးဖြစ်တည်နေတဲ့ပြစ္စမမြောက်ကတော့ကပ္ပဈေးခွက်ဖြစ်ပါတယ်ကမ္ဘာဈေးကွက်မတည်ငြိမ်လိုက်တာနဲ့တပြိုင်တည်း ိုမျောလင့်ထားတဲ့အရာတွေစန့်ကျင်ဘက် ဖြစ်သွားတတ်ပါတယ်အဲတော့စိတ်သောကတွေအများကြီးဖြစ်ရတာပေါ့တဲ့ကဲဒါဆိုရင်စိတ်သောကတွေစိုးရင်ပူပန်မှုတွေကိုဖြစ်ပေါ်စေတဲ့အချက်လက်တွေကိုလည်းသိပြီးပြီအဲ့ဒီစိတ်သောကတွေကိုဘယ်လိုပေါ်ပါပြီးတော့ပျောက်ကွယ်အောင်လုံမလဲဆိုတာကိုဆရာတို့လေ့လာကြည့်ရအောင်စိတ်သောကတွေကိုလည်းကျော်ပါသွားအောင်လုပ်ဖို့အတွက် အမြင်၅မျိုးနဲ့ဇာကြီးဆရာကြီးဒီဇာကြီးဆရာ၅ခန်းချိန်တယ သောက ဖြစ်တာ၅ခုဖြစ်ပြနေတာ၅ခုဆိုရင်သောကတွေကိုပျောက်သွားဖို့လေ၅ခုအဲ့ဒီ၅ခုကတော့တဲ့နံပါတ်1 philosophy လို့ခေါ်တဲ့အတွေးခေါ်တဲ့နံပါတ်2 art လို့ခေါ်တဲ့အမှုပညာတဲ့နံပါတ်3 politic လို့ခေါ်တဲ့နိုင်ငံရေးတဲ့နံပါတ်4 religion လို့ခေါ်တဲ့ဘာသာရေးတဲ့နောက်တစ်ခုကတော့တဲ့စိတ်လွတ်ကိုလွတ်ဝါဒ bohemia လို့ခေါ်ပါတယ် ဘိုဟီးမီးယားလို့ခေါ်တဲ့စိတ်လုတ်ကိုလို့ဝါတာ။အဲ့ဒီငါးခုကတော့စိတ်တော်ကတွေကိုယော့ပါးစီတယ်ဆိုပြီးတော့စာရေးဆရာကပြောပါတယ်။ပြောမယ်ဆိုရင်တော့သက္ကနေရာစုလောက်မှာဥရောပမှာတယောက်နဲ့တယောက်တနက်ချင်းရှင်ပြတဲ့အလေးထားရှိတယ်။မင်းတွေးခေါ်နေငါအယူဆနဲ့ကွဲနေပြီလား။ကို့အတွေးခေါ်ကိုလုံးဝမလျှော့ပြီးနေအောင်ငါပဲမှန်တယ်။အဲအောင်အဲ့တော့ရှုပ်တယ်မင်းနဲ့ငါနဲ့ ငါတိတ်ခေါတော့ငါအကြမခံဘူးအသက်နဲ့လဲပြီးကာွယ်တယ်ဒီစကားကိုပဲငါပြောမှာအမင်းနဲ့ငါနဲ့ကြောချင်းကက်ခြေလန်းလှမ်းရောက်တာနဲ့တနက်ကိုထုတ်ပြစ်ထိတဲ့ကောင်တိတ်အဲ့တော့သူတပွားဝေဖန်တာကို မခံမရက်နိုင်တဲ့စိတ်နဲ့ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုလက်လွတ်ဖို့နေပါတဲ့အကြွေးခေါ်ရင်းကြောင့်အသက်ကိုပါစိန်ခေါ်ပြီးတော့လောင်းကြီးထက်တဲ့ကာလာလို့ပြောရမှာပေါ့ အဲအဲဟာဆရာတို့ဘောက်တော့အတွေးခေါ်ပိုင်းနဲ့ပတ်သက်ပြောချင်တာကို့အတွေးခေါ်ကိုမပြောင်းလဲနိုင်တာချိန်မလုံနိုင်တာနောက်ဆုံးတော့အသက်ပါစိန်ခေါ်တဲ့အစ်စ်နေရောက်ကုန်ဟောတဲ့အမှုပညာနံပါတ်1ကတော့အမှုပညာကတော့လူသားရဲ့နှဆိုင်နဲ့အတွင်းစိတ်ထဲမှာတွယ်ကပ်နေတဲ့အခက်အခဲတွေကိုဖြေလျှော့စေပါတယ်အမှုပညာဆိုတာမှာကတ်တွန်းရုပ်ပြောင်းဆွဲတာပါအကျုံးဝင်တာပေါ့ကတ်တွန်းတွေမှာအထက်တန်းလွှာတွေရဲ့ရေစရာကောင်းတဲ့တလွဲဆန်နှုံးတွေကိုလှောင်တာ ဖော်ပြတာကိုကြည့်ရတဲ့သူအဖို့စိတ်သောကတွေညော့သွားအထက်တန်းလွာဖြစ်စေခြင်းနဲ့စိတ်ကလေးကိုလည်းညော့ကြသွားဒါအမှုပညာကနေ stress တွေခုနကဒီစိတ်ပိုင်းဆိုင်ရာစိုးရိမ်မှုကိုညော့အောင်လုပ်ပေးတာနောက်တစ်ခုကတော့နိုင်ငံရေးပေါ့နိုင်ငံရေးကတော့လူဒုထောက်ခံမှုကိုရပြီးသားအောင်မြင်နေတဲ့ပုံကိုယ်တွေကိုနိုင်ငံရေးလောကမှာ တွေ့နိုင်တယ်လူတို့ချင်ပတ်ဖြစ်ပြီးနိုင်ငံကိုအုပ်ချုပ်ချော်ချဲလေနေတဲ့သူတွေကိုလည်းနိုင်ငံရေးလောကမှာတွေ့နိုင်တယ် ဲ့တော့လူမှုအစ်စ်နန်းဆိုတာတမိုင်းတလျှောက်မှာအောင်မြင်မှုရတဲ့ပုံစံအမျိုးမျိုးပြောင်းလဲနေတာကိုတွေ့ရတယ်။ဒါကြောင့်လူတွေတတ်မှတ်ထားတဲ့အောင်မြင်မှုစံနှုန်းတွေကိုမျက်စိစုံမိတ်ပြီးလက်မခံဘဲနဲ့လေးလေးနက်နက်ဝေဖန်စမ်းစစ်ကြည့်ရင်စိတ်သောကတွေကိုဖယ်ရှားနိုင်တယ်လို့ပေါ်ပါသွားတယ်လို့စာရေးဆရာကသူ့ရဲ့ဖန်တီးနိုင်စွမ်းနဲ့ရဲရင့်မှုတွေဉာဏ်ပညာတွေဇုံလုံးလာဝရိယတွေကိုအသုံးပြုတာကိုတုံးသက်ဖို့အကြံပေးပါတယ် နောက်တစ်ခုကတော့လေးပေါ့ဘာသာတရားပေါ့ဘာသာရေးကတော့စိုးရင်တော့ကောက်တတ်တာစီတာတဲ့ဗျာဘယ်ဘာသာတရားမှာပဲဖြစ်ဖြစ်အလိုလောဘနဲ့မလိုမုန်းထားမှုတွေကိုရော့ပါသွားအောင်စုဆုံးမာတာမျိုးဆရာတို့တွေ့ရပါတယ်အဲ့တော့စိတ်ကိုစူးစိုက်ပြီးတော့တရားထိုင်တဲ့အလေးချင်းကိုဒီနေ့ခစ်လူငယ်ခစ်လူကြီးဘာသာတရားအမျိုးမျိုးကိုကိုးဝယ်ကြတဲ့ယုံကြည်တဲ့သူတွေအားလုံးဟာမလုပ်ကြလို့ဆိုတော့နှစ်သက်ကြတယ် အပယ်ရဲ့ခေါင်းငယ်ဖခင်ကြီးစတီဗ်ဂျော့ကိုပဲကြည့်သူတော်မှဒီလိုမျိုးတရားထိုင်တဲ့ပုံစံမျိုးကိုနှစ်သက်ပြီးကောင်းမွန်ကြောင်းထောက်ခံအားပေးတာကိုတွေ့ရတယ်။အဲ့တော့ခုနကစိုးရင်တော့ကတွေကိုရော့ကြသေးတယ်တဲ့မှာဘာသာတရားလည်းပါတယ်။နောက်တစ်ခုကတော့ဘိုဟီဗီယမ်လို့ဆရာပြောတဲ့ဟာတော့နေပုံထိုင်ပုံပေါ့။ဘိုဟီမီယမ်တွေကတော့ဘာလဲဆိုတော့အရင်းရှင်တွေဘူဇာလူရန်းစားတွေကိုစန့်ကျင်တဲ့သူတွေစီးပွားရေးငွေကြေးထက်ရုပ်ဝတ္ထုတွေထက် အမှုပညာထက်နံပိုင်းတရားကိုပို့လို့တံပိုးထားတာကိုတွေ့ရတယ်။ဒါကြောင့်မို့ခေတ်ပေါ်စီးပွားရေးတွေနဲ့နေထိုင်စားသောက်ဝတ်စားတဲ့ပုံစံမျိုးတော့ကိုမလိုက်ဘူး။ကိုယ်ပိုင်ကဘာလေးထဲမှာပဲအေးအေးချမ်းချမ်းနဲ့ဘဝနေထိုင်မှုပုံစံလေးနဲ့နေတယ်။သူတို့တွေရဲ့ကိုယ်ယောကာယဝတ်ဆင်မှုတွေကလည်းဂုံအစ်တန်းကိုဦးစားပေးတဲ့ယာဒူးအစ်စ်အတန်းအလိုက်ဆက်ဆံတဲ့လူအဖွဲ့စီကိုတယောနဲ့ဝတ်ချံသလိုဝတ်တယ်။တောင်ကြုံကြကြတွေဖြစ်မယ်။အဲဘိုဟီမီးယန်တွေကတော့စိတ်ပိုင်းဆိုင်ရာနဲ့ လိုအပ်ချက်တွေကသာအာယုံစိုက်ကြတာဖြစ်တဲ့အတွက်သူတို့ဟာဒီခေတ်ဒီကဘာဒီနေ့စတိုင်တွေနဲ့တော့အံဝင်ခွင့်ကြမဖြစ်ဘူးသို့တော်လည်းစိတ်တော်ကတွေကတော့တော်တော်မျိုးရှော့ချနိုင်တာကို တွေ့ရတယ်လို့ဇာယိဆရာကပြောပါတယ်အဲ့တော့ဆရာတို့အမျိုးထဲမှာလည်းရှိတယ်ကြာမှတ်မိတာပါနော်ဆရာတို့မျိုးတွေမဟုတ်တယ်ကွန်လေးစားလိုက်စစ်လေးလေးဖွာလိုက်တောကနေနေနေဘာကြီးတယောက်တွေ့ဘူးလေခြေလက်မှနေထိုင်နေစစ်လေးလေးဖွာရင်း ကွန်လီစာရေးအိမ်သေးသေးလေးကိုစောက်ရှောက်ရေးနေထိုင်နေထင်းမိဖို့တုံးနေထင်းအတွက်လည်းမပူပါဘူးမြစ်ထားလမ်းဘေးကိုလမ်းလျှောက်သွားတယ်အဲ့မှာရှိတဲ့ပေါက်နေတဲ့တကိုင်းလေးတွေချုံမှုကတချောင်းလေးတွေကိုချိုးချက်ပြီးတော့သူအိမ်မှာတိတ်နေနေတိုင်းရထားလမ်းလျှောက်ပြီးတော့ထင်းလေးတွေတက်တက်လာတာဟာသူ့အိမ်မှာတဲလေးတစ်လုံးထိုးပြီးတော့ တနစ်စာတမိုးတွင်းစာလောက်ထင်းနေလုံလောက်နေတာကိုတွေ့ရတယ်။အဲဟင်းဆက်ဆရာရှိလေအေးအေးဆေးဆေးပဲလေကွင်းဘက်ကိုသွားတယ်။လေကွင်းနဲ့လည်းမပိုင်ပါဘူး။တွေ့တဲ့ရွက်ကလေးပလက်ကလေးခုခတ်ပြီးတော့ဟင်းဂျိုရယ်ချက်လိုက်တယ်။ငပိကိုနှက်ထားပြီးတော့ငပိရေချိုးငပိခေါင်းဒီလိုလေးတွေစားတယ်။ငါးလေးဖားလေးရှာရင်အသက်60ကျော်လောက်ထိတောကကင်းကင်းနဲ့နေွားတယ်အမျိုးတယောက်ကိုဆရာတွေ့ဘူးလေ။နောက်တစ်ခုကတော့ဆရာနဲ့တိတ်အသက်မတိမ်မရင်ဖြစ်တဲ့မိတ်ဆွေတယောက်ပေါ့ သူမှအထက်ပိုင်းအောက်ဖီစရိုက်ရှိတယ်မနာလိုဝင်းတိုတက်တဲ့စိတ်ရှိုံမကအဲ့ရကြီးကပေါ်လွင်လုံးဝကြီးတယ်အမြဲပဲသူ့ကိုယ်သူအားမရအောင်သူ့အလုပ်ကိုလည်းအားမရအောင်အလုပ်ရှင်ကိုလည်းအမြဲတမ်းမကောင်းမြင်နေပြီးတော့ဘာဖြစ်လဲဆိုတော့သူလုံနေတဲ့ကုမ္ပဏီမကောင်းချောင်းတွေကိုအောက်ကဝန်ထမ်းတွေကိုပြောတယ်စာလည်းမဖတ်ဘူးအသက်တွေကိုလည်းထပ်မလေ့လောက်အနုပညာခံစားမှုလည်းအလောက်မရှိဘူးအဲ့တော့သူကအမြဲလောင်နေတယ်သူ့ကိုကြည့်ဆိုတော့အော်တော်တော်လောင်တာပဲ အဆရာတို့ကခင်နေသို့တော့ဟိုသူ့ကိုတော့စိတ်မဆိုးပါဘူးသူ့သူ့တနာတာပေါ့နော် သူဖြစ်နေတာကိုသူခုနတော့ကလေစိတ်ပူပင်တော့ကစိတ်တော့ကကြီးများတနေ့တော့ဆရာတို့အဲဘီရယ်တောက်ကြရင်လည်းပေါ့နော်တောက်ကြစားကြတဲ့အချိန်မှာအဲ့လူကဒဲယာလူတစ်ခုရှိတာဟုတ်အဲသူ့အောက်ကဝန်တန်းတွေကိုသူကဆရာကြီးလှုပ်ပြီးစုံမှာဘလို့ဖြစ်တာငါနဲ့တိတဲ့ဥပဒုဆိုရင်ဘလောက်ချမ်းသာနေပြီဒေါ်ပဒုဆိုရင်ဆယ်တန်းမအောင် ပူပိုင်တဲ့ကာကြီးတွေဟာဟာတခါတည်းဆယ်ဘင်းကာကြီးတွေကုန်တင်ကာကြီးတွေ12စီးလောက်ပိုင်တာတားနဲ့တမီကိုအင်္ဂလန်မှာကြောင်းထားနိုင်တာဘာညာသူပြောတဲ့သူတွေအကုန်လုံးဟာသူမဟုတ်ဘူးသူနဲ့တိတဲ့သူတွေကိုကြည့်ပြီးတော့တခါတည်းကြီးပွားချမ်းသာတဲ့အကြောင်းကိုသူကရရန်ပြောရင်တော့မစားရဝါမခံဘူးအမမတော့နည်းနည်းလေးမူးနေမှာပေါ့လေဆရာတို့တောက်ထားစားရတဲ့ဝိုင်းဆိုတော့ဆရာဘက်ကလှည့်ပြီးပြောရဲဆိုဆရာညီတို့များတဲ့ဘွဲတွေအများကြီးရလာတာတော့ပညာတက်ပညာတက်ဆိုပြီးတော့ ျွန်တော်ပြောတဲ့သူတွေတော့လည်းမချမ်းသာဘူးတော့တဲ့ရမကခတ်ထွေထွေနဲ့ပြောတော့ဆရာကယူလိုက်တော့ပါတယ်အင်းအင်းဒါပေမဲ့ကျွန်တော်နဲ့သူတောင်းနေတဲ့အောက်ကငယ်သားလေးတွေကလည်းဘာဖြစ်လဲဆိုတော့လူငယ်တွေပဲပေါ့နည်းနည်းထွေနေတော့သူ့လက်အောက်ကတပည့်တယောက်ကဟာတဲ့ဒါဆိုတဲ့အကူလဲတဲ့ ဘွဲ့နဲ့ဘွဲ့တော့ရတာတဲ့ဆရာလောက်တော့ဘွဲ့မများဘူးတဲ့ဟိုလူလောက်လည်းမချမ်းသာဘူးဆိုတော့အခုကဘယ်ထဲမှာပါလဲဆိုတော့တခါလေသူ့တပည့်လေးကိုမိုးမှုံအောင်ထဆဲပါလေရောအဆရာကတော့စကားပိုင်းမှာသူတို့ဘာလေးပြောပြလိုက်လဲဆိုတော့အားလုံးနဲ့ကြားမှုမှာပါ risk debt poor debt ချမ်းသာတဲ့ဖိဖိနဲ့စိတ်ရတဲ့ဖိဖိချမ်းသာတဲ့ဖိဖိကစီးပွားရေးကိုစနစ်တကျလုပ်တဲ့စီးပွားရေးသမား ဟူအက်ဒက်ကတော့ဆရာတို့လူတက်သူမှာစာသင်နေပမောခာကြီးစီပွားရေးမရှာတတ်ဘူးဆင်းရဲတာပေါ့အကျွေးတွေနဲ့လေနေတာဘာမှမင်း तू ကသူမြင်နိုးတဲ့စာသင်ကြားခြင်းကိုလုပ်နေတာဖြစ်တဲ့အတွက်သူကိုသူတော့ကျေနပ်တယ်ဆိုတဲ့ဟာလို့ဆရာပြောပြီးတော့စကားဝိုင်းကိုတရုတ်မပြတ်အောင်ဆရာညှိကိုချုပ်ပေးခဲ့ပါတယ်အဲ့ဘာလေးပြောချင်တာလဲဆိုတော့တောကကိုဝေးအောင် ထိနိုင်ဖို့ဆိုရင်တော့ ကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံပြီးတော့ဒေါသတရားတွေကိုထိန်းချုပ်နိုင်မယ်ဆိုရင်ဒေါကတွေကိုစိုးရိမ်နေရတွေဟာမပြောက်သွားရင်တော့မှဘာဖြစ်သွားမလဲဆိုရင်တော့ယွန့်ပါသွားမယ်လို့ဆရာရေရေကြီးအာမခံပါတယ်အကြံလေးပေးပါတယ်ဒါကြောင့်လွယ်လွယ်လေးပါဖုံတော်ကြီးပြောနေတယ်ဘာသာတရားတွေမှာပါပြီးသားတွေပါ စိတ်ကောင်းရှိဖို့ပထမဆိုတဲ့စကားအတိုင်းပဲစိတ်ကောင်းရှိအောင်နေထိုင်ခြင်းဖြစ်ဆရာကုနာပြောခဲ့တယ်အစစ်အတန်းကြောင့်စိုးရိမ်ပူပန်မှုတွေဖြစ်လာတဲ့စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကိုရော့ချနိုင်မယ်လို့ဆရာက အကြံပေးချင်ပါတယ်လမ်းညွှန်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနမေညီညီပါ